ဒီကားမှာကကျွန်တော်နဲ့အတွေ့အကြုံတွေကတော့အများကြီးရှိတယ်เนาะဘိုးရင်တော့ဆိုလို့ရှိရင်ဘတ်မန်နေကြောက်ဘူးတယ်เนาะဒီဂျားထဲမှာဆိုလို့ရှိရင်တလတဲ့နဲ့အောက်က hybrid ကျိုးကနှစ်ခါလဲဘူးတယ်ကြွက်ကြိုက်သွားလို့အဲ့အာမှလွဲလို့အခုတည်းကဘာမှဒုက္ခမပေးသေးဘူးဒီကားဒီကားကိုဟိုနေ့ကကျွန်တော်မန္တလေးသွားတယ်မန္တလေးသွားတော့မန္တလေးကကျွန်တော် ိဆွေတယောက်က तू ဝယ်ထားတာဖြစ်တော့ तू အိုက်ကားနဲ့လာကြိုတော့အိုက်ကားစီးလိုက်တော့လုံးဝရေးလဲကြောကြီးတန်တယ်အဲ့မှာအနောက်မှာထိုင်စီရတဲ့ feeling ကတော့လုံးဝမိုက်တယ်စိန်မဲမောင်းရတဲ့လူတော့မသိဘူးဆိုတော့ကားနည်းနည်းကြီးတော့မောင်းရတာတော့နည်းနည်းလေးအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့မြန်မာ Plaza Promotion Area မှာကျင်းပနေတဲ့ပျော်ရွှင်စင်နွဲ MG ဒီဇိုင်းပွဲဆိုတဲ့ event ကိုရောက်နေဖြစ်ပါတယ် မှာဆိုရင်ကားတွေအများကြီးကြာလာတယ် MG ကကျွန်တော်ဘေးမှာအခုမြင်တွေ့နေရတဲ့ MG4 လေးကြာလာတယ်ဟိုဘက်မှာဆိုလို့ရှိရင်နောက်ဆုံး launch လုပ်ထားတဲ့ MG ရဲ့ S5 Galaxy ကိုကြာလာတယ်အပြင်ဟိုဘက်မှာဆိုရင် Maxx Super 9တွေလည်းကြာလာတယ်အဲ့တော့ကား၃မျိုးကိုတနေရာထဲမှာကြီးလို့ရမှာဖြစ်ပါတယ် Okay MG4 ကြောင့်နည်းနည်းလေးတော့ပြောစရာရှိတယ်အဲ့ဒါဘာလဲဆိုတော့သူရဲ့ battery capacity က64 kWh ရှိတယ် motor capacity က150 kW ရှိပြီးတော့ rear drive ဖြစ်တယ်သူရဲ့ torque က150 Newton meter ရှိတယ် Okay ဒါကြီးကတော့ကျွန်တော် MG4 အကြောင်းကပြောတာတွေအများကြီးပါအဲ့တော့ကျွန်တော် ဒီ MG4 နဲ့ဒီအပိုင်းကြုံတွေ့ရတာလေးကျွန်တော်နည်းနည်းပြောပြအဲ့ဒါပါလဲဆိုတော့ကျွန်တော်သတိထားပြီးတော့ကားတိုင်ယာလဲပြစ်တာကလွန်ခဲ့တဲ့အဲတနစ်ကြော်ကြော်လောက်ကကျွန်တော်ကားတိုင်ယာလဲပြစ်တယ်အဲ့တော့ကီလို2000ဝန်းကျင်မှာကားတိုင်ယာ၄လုံးလုံးကျွန်တော်လဲခဲ့အဲ့မှာ3ရင်း3ရင်းနဲ့ကီလို3000ဝန်းကျင်လောက်ရောက်သွားတယ်ကီလို3000ဝန်းကျင်လောက်ရောက်သွားတဲ့အချိန်မှာကျွန်တော်တာကွဲသွားတယ်လမ်းမှာကွဲသွားတော့ရှေ့နှလုံးကျွန်တော်ထပ်လဲလိုက်ရှေ့နှလုံးကတော့အစ်စ်ပေါ့ဗျာ ခုနေ့ကပဲမားစုဒီကားကိုသုံးရင်းနဲ့ကားဘင်းတန်ထိုးပြီးသွားတော့ရှေ့ဘင်းကဒီပြားသွားတယ်ပြားသွားတော့ကျွန်တော်မှကျွန်တော်သွားလုပင်းရင်းနဲ့နောက်ဘင်းကိုသတိထားပြီးချိန်တဲ့အချိန်မှာပန်းကတမတ်ပဲကျန်တော့အဲ့ဒီအချိန်မှာကားက kg 9000နဲ့6000ဖြစ်သွားတယ်ဆိုလိုချင်တာကနောက်တာယာကလုံးဝမလဲတာဘူး kg 2000တုံးကသုံးထားတဲ့တာယာအတိုင်းပဲဆိုတော့အဲ့တော့ kg 3000ဝဲမှာတာယာအစ်စ်ကနေပြီးတော့ပန်းတမတ်ပဲကျန်တော့ ။အော်အဲ့တော့အဲ့ဒါနဲတာလားများတာလားဆိုတာတခြားကားရင်နဲ့ comparison လေးကျွန်တော်နည်းနည်းလေးဒီမှာဝိုင်းပြီးတော့ပြောပြပေးကြပါဦး။အဲ့တော့ကျွန်တော်ကမထူးဆိုပြီးတော့ရှေ့ရတာနှလုံးကိုနောက်ကိုပို့လိုက်တယ်။တာယာနှလုံးအစ်စ်ကိုရှေ့မှာပြန်ထည့်လိုက်တယ်။အဲ့တော့ဆိုလိုချင်တာကကျွန်တော်ကားကတော့ highway သွားတာလည်းများတာဖြစ်တဲ့အတွက်ကီလို3000ကျွဲမှာတော့တာယာဘက်တမတ်ပဲကျန်တော့တယ်။အဲ့ဒီအခြေအနေရှိရဲကျွန်တော်ဒီနေ့ဒီချိန်ဒီ MP4 long range အပြာရောင်လေးကိုဒီနေရာမှာပဲဝယ်ခဲ့တာအဲ့ကားလေးကိုကျွန်တော်စီးနေတော့မယ် เนาะအခုလက်ရှိဒီစီးနေတော့မယ်ဘာပြဿနာမှမရှိသေးဘူးကျွန်တော်ကတော့ကျွန်တော် ကား SOH ကတော့ကျွန်တော်နောက်ဆုံးစစ်ထားတာ96ရာခိုင်နှုန်းရှိတယ်ဆိုတော့400ရာခိုင်နှုန်းပဲရော့သေးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်က highway တွေသွားရင်ဒါ DC မှာအားသွင်းတာအိမ်မှာဆိုလို့ရှိရင်ဒါ level 1ပဲပြောပြော2.5 3.5 kW charger ပဲပြောပြောအဲ့ charger နဲ့ပဲကျွန်တော်အားသွင်းတယ်ဆိုလိုချင်တာ slow charge နဲ့ပဲကျွန်တော်အားသွင်းတာဖြစ်တဲ့အတွက်အဲကျွန်တော် battery SOH ကနည်းနည်းလေးပိုပြီးတော့များခံနေတာလားတော့မပြောတတ်ဘူးဒီနေ့ဒီချိန်ကြီးကတော့96ရာခိုင်နှုန်းအထိကျန်သေးတယ်ထပ်တော့သွားမဆက်ရသေးဘူး ထပ်သွားစေတော့နည်းနည်းနဲ့ကြာရင်လည်းကြာအောင်ပါ။ Okay အဲ့ဒါတကယ်နာပြီးတော့ကျတော့ဒီကားမှာကကျွန်တော်နဲ့အတွေ့အကြုံတွေကတော့အများကြီးရှိတယ်เนาะဟိုရင်တော့ဆိုလို့ရှိရင်ဘတ်မန်နေကြောက်ဘူးတယ်။တော့ဒီဈာထဲမှာဆိုလို့ရှိရင်တလတဲ့နဲ့အောက်က hybrid ကျိုးကနှစ်ခါလဲဘူးတယ်ကြွက်ကြိုက်သွားလို့အဲ့အာမလွဲလို့အခုတည်းကဘာမှဒုက္ခမပေးသေးဘူးဒီကား။အဲ့တော့ MG4 စီးနေတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်လည်းဒီကားကလောက sporty ဖြစ်တယ် rare wheel drive ဖြစ်တာဖြစ်တဲ့အတွက်ဘင်းမှန်ဆိုလဲစိတ်တိုင်းကြ normal mode မှာတင်ကိုကောင်းကောင်းဘင်းလို့ရတဲ့ကားလိုကြီးဖြစ်တယ်ဒီကား။ transport mode တောင်ချိန်ကြမလို့ normal mode မှာနေပြင်းမယ်ဆိုပြင်းလို့ရတဲ့ကားတစ်စီးဖြစ်တာဖြစ်တဲ့အတွက်လူငယ်တွေလည်းတော်တော်ကြိုက်တယ်ဒီကားကိုပဲအခုဒီမှာဝယ်မယ်ဆိုလို့ရှိရင်တောင်းပေးမယ်20%နဲ့ဝယ်လို့ရတယ်နေ့နေ့အထိ installment plan နဲ့ပေးလို့ရတာဖြစ်တဲ့အတွက်အေးအေးဆေးဆေးဝယ်လို့ရတယ်။ကြောင်း okay အဲ့ဒါကဒါ MG4 ဖြစ်တယ်ဟိုဘက်မှာဆိုရင် MG S5 လို့ရှိရတော့ကြည့်အောင် โอเคအခုကတော့ MD ရဲ့ S5 နောက်ဆုံး launch လုပ်ထားတဲ့ကားဥမှာဒီကားက standard range လေးပဲဖြစ်ပါတယ်ဒီကားရဲ့ battery capacity ကိုပြောပါဆိုရင်49 kWh ရှိတယ် motor capacity ကိုပြောပါဆိုရင်125 kW ဖြစ်ပြီးတော့သူ့ရဲ့ torque က150 Nm အထိရှိတယ်သူ့ရဲ့ range ကိုပြောပါဆိုလို့ရှိရင် WLTP မှာ340 km အထိသွားလို့ရတဲ့ကားစီးဖြစ်တယ်ဒီ MD S5 ဆိုလို့ရှိရင်เนาะ MG ကိုလည်းကြိုက်တယ် rear wheel drive လည်းကြိုက်တယ်เนาะ SUV ရတယ်စီးကျင်တယ်တော့မိသားစုများများနဲ့အဲထဲမှာကျကျဝန်းစီးကျင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီကားရွေးချယ်မယ်ဂါရစီဖြစ်တယ်ဒီကားကိုဝယ်မယ်ဆိုလို့ရှိရင်လည်း special promotion တွေရှိတယ်အဲ့ဒါခဏလေးကြာရင်ပြောပြမယ်ဟိုဘက်မှာ MPV တစ်စီးရှိတယ်အဲ့ဒါလေးတော့ကြည့်ကဲကျွန်တော်ပြောတဲ့ luxury MPV တစည်းဆိုတော့ဒီကားပါတယ် Maxx ရဲ့ Mifa 9လို့ခေါ်တဲ့ရှေးရုပ်တွေပါရရှိုးလိုက်လုံးဝမိုက်ဒါပေမဲ့ဒီကားမှာရှေးရုပ်တွေပါရဆိုတာထက်အတွင်းကပူရောင်ကျန်းနေကျွန်တော်လိုက်ပြမယ်လား โอเคအဲ့တော့အတွင်းကအကြောင်းမပြောခင်မှာသူရဲ့ battery capacity ဆိုလို့ရှိရင်60 kWh ရှိတယ် motor capacity ကိုပြောပါဆိုရင်180 kW ဖြစ်ပြီး range က965 km ထိသွားလို့ရတယ်လို့သူကဆိုထားတယ်โอเคလာတွင်းကလေးကြည့်အောင်တော့လုံးဝဒီကားကိုဟိုနေ့ကကျွန်တော်မန္တလေးသွားတယ်မန္တလေးသွားတော့မန္တလေးကကျွန်တော်မိတ်ဆွေတယောက်က तू ဝယ်ထားတာဖြစ်တော့ तू အဲ့ကားနဲ့လာကြိုးတော့အဲ့ကားစီးလိုက်တော့လုံးဝရေးလဲကြောကြီးတက်အဲ့မှာ နောက်မှာထိုင်စီရတဲ့ feeling ကတော့လုံးဝမိုက်တယ်စိမ်မဲမောင်းရတဲ့လူကမသိဘူးဆိုကားနည်းနည်းကြီးတော့မောင်းရတာတော့နည်းနည်းလေးဟိုလမ်းကျက်တဲ့နေရာကြီးပိုင်းမှာဆိုတော့နည်းနည်းလေးခက်ကောင်းခက်နိုင်လိမ့်မယ်ဒါပေမဲ့မောင်းတာမဟုတ်ဘဲနဲ့ထိုင်စီရတဲ့ feeling ကတော့ very good ပြီးရင်ဒီကားမှာထိုင်ကုန်ရွှေ့တာတွေကလည်းနည်းနည်းထူးကြတယ်နောက်ကိုဆုတ်လိုက်ဒါအနောက်ကိုဆုတ်ထိုင်ကဘေးကိုအရင်ရောက်သွားတယ်ပြီးတော့မှအနောက်ကိုရောက်သွားဘာကြောင့်လဲဆိုတော့ဒီမှာဘေးမှာလက်တင်လေးတစ်ခုကမလွတ်တာမို့လို့အာနောက်ထိုင်ကလူရဲ့လက်တင်ကမလွတ်တာမို့လို့ထိုင်က ဘေးလေးကိုအရင်ရွှေ့သွားတယ်ပြီးတော့မှနောက်ကိုဆုပ်သွားဘုံလို့ရှိရင်ဒီအလဲကောင်းအရန်ကြက်နေမှာဆိုတော့အဲ့ဒီပုံစံလေးလို့လားရှေ့ပြန်တွုံးရင်လည်းအဲ့တိုင်းပဲဟိုအရှိတိုးတယ်ပြီးရင်ညာဘက်ကိုကောက်အာနော်အလဲရှောက်လန်းကျင်းသွားမှာဆိုလို့ဗျာပြီးတော့ဒီအလဲမှာမှာတော့ခြေတင်နေပါရင်သူစီးရတကယ်စိန်ပဲလုံးဝစိန်ပဲမောင်းရင်တော့မသိဘူးဒီကတော့မောင်းဖို့အဆင်မစင်တော့ပြင်မန်းနေ เนาะဒီကားလည်းရှိတယ်โอเคအဲ့တော့ဟိုဘက်မှာဆိုလို့ရှိရင် MG ရဲ့ S5 long range လည်းရှိတယ်တော့ကြည့်အောင်โอเคဒါလေးကတော့ MG ရဲ့ S5 ကိုမှ long range ပဲဖြစ်ပါတယ်ဒီကားရဲ့ battery capacity ကိုပြောပါဆိုရင်64 kWh ရှိတယ် motor capacity ကိုပြောပါဆိုရင်190 kWh ရှိပြီး rear wheel drive ဖြစ်တယ်အဲ့တော့ SUV ပုံစံလည်းစီးခြင်းတယ် ရင်းလင်းပြင်းကျင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လောကဒီကားကတော့အန်ကိုက်ပါပဲဒီကားရဲ့ range ကိုပြောပါဆိုလို့ရှိရင် WDP မှာ480 km အထိသွားလို့ရတာဖြစ်တဲ့အတွက်ခီးသွားမယ်ဆိုလို့ရှိရင်လည်းအေးအေးဆေးဆေးပဲရေးလေလေမိုက်တယ်ရန်ကုန်ကနေပြီးတော့နေပြီးတော့ဒီအားသွင်းစရာမလိုပဲနဲ့မောင်းလို့ရမယ်နေပြီးတော့မှအားတစ်ခေါက်သွင်းပင်မန္တလေးဒိုးလို့ရတယ်အေးအေးရောက်မယ်အဲ့ဒါဘာမှစိတ်ပူပြမလို့ကျွန်တော်အခုပြောပြသွားတဲ့ကားလေးစီးကိုမြန်မာပလာဇာပရိုမိုးရှင်းအေရီယာမှာ၁ရက်၁၇လ၂၀25နေပြီးတော့၄ရက်၁၇လ၂၀25အတွင်းမှာဒါဝယ်မယ်ဆိုရင်ရွှေပန်နဲ့ချိတ်ဆက်ပြီးတော့20%ဒေါင်းပေးပြီးတော့ဝယ်ယူလို့ရမှာဖြစ်ပါတယ် MG4 နဲ့ပတ်သက်တဲ့အချက်အလက်တွေ MG S5 နဲ့ပတ်သက်တဲ့အချက်အလက်တွေအကုန်လုံးကိုသိကျင်နေဆိုလို့ရှိရင်တော့ MG4 MG S5 နောက်မှ SA Vlog ဆိုပြီးတော့ကြိုက်တဲ့ social media platform မှာရိုက်ပြီးတော့ share လိုက်တာနဲ့အများကြီးတွေ့မှာဖြစ်ပါသိတော့ဒီမှာရဲပါနေတဲ့ MG မြန်မာရဲ့နော်သဘောင်းလိုက်ကြော်ပွဲရဲစင်းနေတဲ့ MG ဒီထောင်းလိုက်ပွဲကြော်ရှင်စင်းနေတဲ့ MG ဒီထောင်းလိုက်ပွဲ Okay 2 1 go ဖြစ်ပြီးတော့ထောက်က250ယူတမ်မီတာတိရှိပြီးရင်ရေ့ကိုပြောပါဆိုလို့ရှိရင်